ဖိလစ်ပိုင်နိုင်ငံကအပြင်းနဲ့ငလင်ထဲမှာငလင်တန်သိမ်းရှောင်ရင်လမ်းမှာအမျိုးသမီးတယောက်ကလေးမွေးခဲ့တယ်လို့ဒုက္ခသည်သဲရီမှာရောက်နေတဲ့ကိုဝန်ဆောင်မိခင်၃ယောက်ကိုလည်းဆရာဝန်တွေတူနာပြုတွေကကလေးမွေးပေးခဲ့ရပါတယ်ပထမအမျိုးသမီးကတော့ငလင်ကျောက်စီဘူးစီတီမက်ဒီကယ်စင်တာစီဘူးမြို့တော်ကျန်းမာရေးဌာနကလူနာရီကို ရွှေ့ပြောင်းရာလန်ခွလက် စီဘူးမိသက်ဌာနအပြင်ကရှောင်းလန်းမှာမွေးဖွားခဲ့တာပါ ူကိုတော့တာဖွာမီးရဲ့ဆရာဝန်ကြီး Queen Gracia နဲ့အဖွဲ့ကမွေးပေးခဲ့တာဖြစ်ပါတယ်။စက်တင်ဘာ30ရက်နေ့မှာတော့စီဘူးမြို့တော်ကျန်းမာရေးဌာနကဆရာဝန်တွေနဲ့ဒူနာပြူတွေကပဲအရေးပေါ်သဲတွေမှာရောက်နေတဲ့မွေးလူနာ၃ယောက်ကိုမွေးဖွားပေးခဲ့တာဖြစ်ပါတယ်။မူသည်ထန်စွာရွာသွန်းနေပြီးနောက်ဆက်တွဲငလင်တွေကြာကပဲဆရာဝန်တွေနဲ့ဆရာဝန်မတွေကကလေးမွေးဖို့ကူညီပေးခဲ့ကြတာဖြစ်ပါတယ် စက်တင်ဘာ30ရက်နေ့ကပြင်အားမဂနီကျူ6.9ရှိတဲ့ငလင်ဟာဖိလစ်ပိုင်တောက်ပိုင်းစီဘူးမြို့အနီးမှာဗဟိုပြူလောက်ခတ်သွားခဲ့တာဖြစ်ပါတယ်။ငလင်တဲ့ကြောင့်အ ਨੇ ဆုံးလူ80ယောက်သေဆုံးခဲ့ပြီးတော့လူပေါင်း2000ကျော်ကိုရွှေ့ပြောင်းထားရတယ်လို့ကုလသမဂ္ဂအေဂျင်စီတွေကပြောပါတယ်။